ပြမြန်တို့မှာဗီတာမင်တွေထပ်ဖြည့်တာတားကြည့်လို့အားရရှိပြီးဒိမ့်မတာတဲ့မမေကပြောတယ်ပြမြန်တို့မှာဗီတာမင်တွေထပ်ဖြည့်တာလို့ပကောက်ပြီးပူကြမှာတာပေါ့တလီနောကဦးစီးကျင်းပလိုက်တဲ့ Mind Jun Live အစီအစဉ်တွေကပထမကြိမ် Outdoor Live Show အစီအစဉ်ကို February 14ရက်နေ့ကပြည်သူ့ရင်မြင်မှာကျင်းပခဲ့ပါတယ် ဒီပွဲမှာတလီနောကဦးစီးချင်းပါလိုက်တဲ့ Mindjon Life ရဲ့ခုနှစ်ချိန်မြောက်ထဲကပထမဆုံး Outdoor Life Show ဖြစ်ပြီးမြန်မာနိုင်ငံအဆိုရှင် Top 10ဆင်းဝင်သူတွေနဲ့နိုင်ငံကျော်အဆိုရှင်တွေဖြစ်တဲ့အင်ချစ်စီတူရင်တို့ကလည်းလာရောက်ဖြောပြပေးခဲ့ကြပါတယ်တလီနောအနေနဲ့ချစ်သူများနဲ့ဖြစ်တဲ့ February 14ရက်နေ့မှာတော့ဝန်ဆောင်မှုတစ်ခုအနေနဲ့ ကျော်ရွှင်စရာတွေကိုဖန်တီးခဲ့တဲ့အပေါ်အခုလိုပဲပြောပြပါရစေ။ဒီ Telenor မြန်မာအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ customer တွေကိုတတ်နိုင်သမျှအကောင်းဆုံးဝန်ဆောင်မှုတွေကိုပေးခြင်းလည်းပေါ့နော်အဲ့လိုပေးခြင်းလို့လည်းကျွန်တော်တို့ကဒီလိုမျိုးဒီ My Joy Life Session ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့စပြီးတော့မိတ်ဆက်ပေးခဲ့တယ်အဲ Telenor ပြည်သက်တွေအနေနဲ့ ဆိုတော်တွေတချင်းဆိုတာကိုအိမ်ကမခွာဘဲနဲ့ Facebook ကနေ live ကြည့်လို့ရအောင်ပေါ့နော်ကျွန်တော်တို့စီစဉ်ပေးခဲ့တယ်အခုဆိုလို့ရှိရင်လည်းဟိုတုံးဆွဲသူတွေပို့ပို့ပြီးတော့အဆင်ပြေအောင်ဥမာ Valentine Day ထိမှန်ချစ်သူနဲ့အတူတူသွားနေရင်လည်း Culture Valley ရောက်တဲ့အချိန်မှာ stage show ကိုကြည့်လို့ရအောင်လို့မျိုးအဲအဲ့လိုမျိုးဒီတုံးဆွဲသူတွေပို့ပို့ပြီးအဆင်ပြေအောင်ဝန်ဆောင်မှုကိုတခုတည်းမဟုတ်ဘဲနဲ့တခြားဝန်ဆောင်မှုတွေပါအများကြီးပေးနိုင်အောင်တက်နိုင်ဆုံးစ조사နေတာဖြစ်ပါတယ်ချစ်သူများနေဟာချစ်ချင်းမြတ်တာကိုဖော်ကျူးနိုင်ခြင်းချစ်ခင်ခြင်းကိုဒီကနေ့တည့်ရက်ထဲမဟုတ်ဘဲ နောက်နှစ်ပေါင်းများစွာချစ်ချင်းမေတ္တာတွေပြတာနိုင်ပါစေလို့ဆုတောင်းသူကဆိုတော့အင်ချစ်ပါဒါရီပြင်းမြမတလီမြမယဉ်ကျေးမှုတွေကိုထိမ့်သိမ့်နိုင်ဖို့လည်းအရေးကြီးတယ်လို့ဆိုပါတယ်နော်အဲဒီနေ့ထက်ကိုအမကတော့နေတိုင်းနေတိုင်းမှာကိုယ့်ရဲ့ချစ်သူကိုကျနာမှုဂရုစိုက်မှုနားလည်ပေးမှုဒီဟာတွေနဲ့လက်ဆောင်ဆိုတာအဓိကမဟုတ်ပါဘူးအဓိကကို့မှာရှိတဲ့မေတ္တာကိုအပြည့်အဝပေးနေဖို့ကအဓိကပါပဲအင်းကျွန်တော်မြမပြည်မှာကြတော့များသောအားဖြင့်ယောက်ျားလေးတွေမှာအခုခက်ပေါ့နော်60ရာခိုင်နှုန်းနဲ့40ရာခိုင်နှုန်းဆို40ရာခိုင်နှုန်းကဒီမိန်းကလေးတယောက်ရဲ့အပြိုစင်ဘဝကို ကယူမဆိုင်ဘူးဆိုပေမဲ့60ရာခိုင်နှုန်းကကယူဆိုင်ဆဲဖြစ်ပါတယ်။အင်းချင်ပြောချင်တာကိုကိုရိုင်းတော်မှဒီလိုမျိုးလိုချင်ခဲ့ရင်ကိုချက်ရတဲ့ main ကလေးတယောက်ကိုကိုတံမိုးထားပြီးတော့သူကငါ့လက် ဲမှာပြည်ပြည်စုံစုံတန်းတန်းရှင်းရှင်းလေးရှိပါစေဆိုစိတ်ကလေးတစ်ခုတော့အင်ချင်ရှိစေချင်ပါတယ်အမိန်ကလေးရလည်းဒီလိုနေမှာမှလိုက်ရောမယ်ဆိုတော့ဒါကြီးကအရန်ကိုရည်စရာကောင်းပါတယ်အာမြန်မာရင်ကျင်းမှုနဲ့ပတ်သက်လို့ရှင်တော့နည်းနည်းလေးဆန့်ကျင်မှဖြစ်တယ်လို့ယူဆမိအမိန်ကလေးတယောက်ကသူ့ဘဝတစ်ခုမှာသူဟာကိုယ့်လက်ထဲမှာကိုယ်နဲ့ရခဲ့အကြောင်းမဟုတ်ဘူးကိုယ်နဲ့မရခဲ့ပဲနဲ့များတခြားယောက်ျားတယောက်နဲ့ရမယ်ဆိုလို့ရှင်သူဟာတခြားယောက်ျားလေးတယောက်ပဲရှိမှာသူဟာမျက်နာငယ်ရမယ်သူ့ရဲ့ဘဝမှာအမဲဆက်တစ်ခုဖြစ်မယ်သူ့ကိုရတဲ့ယောက်ျားတယောက်ဟာလည်းဒါကိုအမဲဆက်တစ်ခုဘဝမှာအမားတစ်ခုလို့မတတ်မှတ်ခဲ့တဲ့ယောက်ျားဆိုလို့ရှင်သူ့အတွက်ကောင်းပါတယ်တတ်မှတ်ခဲ့တဲ့ယောက်ျားဆို ဒီမိန်းကလေးရဲ့ဘဝအမြဲတမ်းဒီယောက်ျားရဲ့ရှေ့မှာခေါင်းငုံနေရတာပါခေါင်းကျိုးနေရတာပါအဲ့လိုအဖြစ်မျိုးအမမဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်မလို့ယောက်ျားလေးတွေကိုလည်းမိန်းကလေးတယောက်ရဲ့ဘဝကိုစာနာနားလဲပေးပါမိန်းကလေးတွေအနေနဲ့ကလည်းတံမိုးလေးထားပါလို့အဲ့တော့ဒါလေးပဲပြောချင်ပါတယ်ရှင့်ဒယ်လီနော့ရဲ့ဖိတ်ခေါ်မှုနဲ့ဗလန်တိုင်းဒေးမှာပရိသတ်တွေဖျော်ဖြေခွင့်ရလို့ကျင့်တဲ့နေသူကဆိုတော့စီသူလင်မဒီနေ့ကသူတို့ရဲ့ Valentine's Day ဆိုတော့ဆိုတော့ခါတိုင်းဆိုလို့ရှိရင်တော့ studio မှာပဲ ဒီကြဆိုကြပြီးတော့ live ဖြစ်နေတာပေါ့နော်အခုကတော့ outdoor မှာကျွန်တော်လုပ်ဖြစ်ပါတယ်အဲ့တော့ outdoor မှာဆိုတော့ပရိသတ်တွေနဲ့လည်းထီတွေ့ခွင့်ရတယ်ပြီးတော့နောက်ခါဒီ online မှာပရိသတ်တွေကိုလည်းကျွန်တော်တို့က live streaming လုပ်ခွင့်ရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အရင်ဝမ်းတာပါတယ်ပျော်လေးပျော်ပါတယ်ဒီလိုလေးမှာဆိုပြရတဲ့အတွက်